မိုးလေကာလတွင်ဘင်္ဂလားပင်လယ်ော်တွင်လေပြင်းနှင့်ရေဝန်၃ချိန်ဖြစ်ပေါ်နိုင်ပြီး၂ချိန်တွင်ပိုမိုအကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်းမိုးလေဝသနှင့်ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကနေထုတ်ပြန်ပါသည်။ထုတ်ပြန်ချက်အရမိုးလေကာလနှင့်မိုးလေဝသခံမှန်းချက်အနေဖြင့်မိုးလေကာလသည်၂၀၂၅ခုနှစ်ဇူလိုင်လတရနေ့မှအဝလားကုန်တည်ဖြစ်ကြောင်းမိုးလေကာလတွင်ဘင်္ဂလားပင်လယ်ော်တွင်လေပြင်းနှင့်ရေဝန်၃ချိန်ဖြစ်ပေါ်နိုင်ပြီး၂ချိန်တွင်ပိုမိုအကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်းသိရပါသည်။ရင်းကာလအတွင်းအနောက်တောင်ဘက်သို့လေသည်အာအသင်းသင်းမှအကောင်းနိုင်ကြောင်းမိုးရသွန်းမှုအခြေအနေဖြင့် မကွေတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြေအောက်ရုံနေနိုင်ပြီးနေပြည်တော်ရခိုင်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရယူတိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်နဲ့ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်တို့တွင်ရွာသွန်းမြေခက်မိုးထစ်ကျုံရွာနိုင်ကြောင်းသိရပါသည် အလာဒူမိုးကာလာဒီ2025ခုနှစ်မြန်မာနိုင်ငံတွင်းသို့အနောက်တောင်မုတ်တုံလေစတင်မရောက်တဲ့နေ့မှာဇွန်လကုန်အထိဖြစ်ကြောင်းမိုးကာလာတွင်ဘင်္ဂလားပင်လယ်ော်တွင်လေပြင်းနှင့်ရောင်ဝန်း3ချိန်ဖြစ်ပေါ်နိုင်ပြီးတစ်ချိန်တွင်ပုံမှန်အကောင်းလာကမှုန်တိုင်းငယ်ဖြစ်သောရောက်ရှိနိုင်ကြောင်းသိရပါသည်